ဲ့ရေခဲကြောင်းလူကျင်တယ်တဲ့အဲ့ကောင်ကအကွာလဲရေခဲကြောင်းလို့ပြောရဲလူပေါ့လို့သူသူမှန်းလဲမသိဘူးသူ့ကိုတော့ Facebook ထဲမှာတော့တွေ့တယ်သူနဲ့အဲ့လိုမျိုးဟဲ့ဘုံခဲဆိုရေခဲကြောင်းတွေလာပြီးတော့ဒီနေ့မှသူဖြစ်တယ်လေအဲ့ဆိုတော့ပြောသွားပါတယ်ဒီဟိုရှိရတော့

ရန်ကုန်မှာပထမဆုံးလားပထမဆုံးဩကဲတားရီလူရှိရနေလာလူလာလူလာဟိုတိုက်ဆိုင်ဆိုင်လို့တားရီရဒီနေ့ဟိုဟာမိုးပွင့်ဖြူရဲဟိုဟာအင်ဂျင်ရဲအင်ဂျင်ရဲတားလေးလေးပေါက်စီရဲနှစ်ယောက်လှူတဲ့အခါမှာဟိုဟာခုနကဘာလို့လဲမသိဘူးတမင်အဲစန်းတေးကလာပြီးတော့ဟိုဟာရေခဲကြောင်းလှူကျင်တယ်တဲ့ အဲ့ကောင်လို့ကိုကလည်းရေခဲကြောင်လို့ဆိုတော့အဲလူပေါ့လို့သူသူမှလည်းမသိဘူးသူ့ကိုတော့ Facebook ထဲမှာတော့တွေ့တယ်အာဘာလဲပြောပြောကိုကလေဟွာဘယ်လိုခေါ်မလဲ respect ပေါ့ဟော respect တကယ် respect ပါဘာဖြစ်လို့ဆိုတော့သူ့ရဲ့စိတ်ထားလေးဟိုဘယ်လိုခေါ်မလဲသူ့စိတ်ထားသူ့အကျိုးပေးတာလေလူဆိုတာလေအဲ့တော့အဲ့ဒါလေးကိုအကျိုးပေးတဲ့ပေးတဲ့ပုံမှာအခုသူနဲ့အဲ့လိုမျိုးဟဲ့ဘုံခနဲ့ဆိုရေခဲကြောင်လေးလာပြီးတော့ဘေးနားမှာသူဖြစ်နေရလေအဲ့ဆိုတော့ပြောသွားပါတယ်အဲ့ဒါလေးဟိုသူ့သူ့ရဲ့ယူသားမှုက ဟိုဖော်ဖော်ပြနေတာပေါ့နော်ဖော်ပြနေရဆိုတော့ live ပေါ်မှာ तू စိတ်စေတနာလေးရာ तू ဒါ तू နာမည်ကြီးပါစေဆိုရဲစိတ်နဲ့လည်းလောက်တာမဟုတ်ဘူး तू ဟာ तू လေးလူလေးလှူလိုက်တယ်လှူလိုက်တာကိုတွေ့ရလူတယောက်က live မော်တင်ပေးလိုက်တယ်အဲ့အမှန်တော့အဲ့ live မော်တင်ပေးရဲ့သူလေကျေးဇူးတရားပါနော်အဲ့ तू ကြောင့်မို့လို့တားကိုအားလုံးကသတိထားမိသွားကြတာလေဆိုတော့ဘောဥစားဟို तू တို့ရဲ့ နေသူနေသားပေါ့နော်ယူသားဖြူစင်မှုကမျက်နှာမှာပေါ်ပါတယ်ဆက်လက်ပြီးလဲဒီယူသားဖြူစင်မှုကိုထိန်းသွားပါလို့နော်အဲ့လိုလေးပဲအများကြိုးလေးဆောင်ရွက်ပါလို့ကျေးဇူးတင်ပါပြောပါတယ်ပေါ့နော်အဲ့ကန်တရားလဲပါတယ်နောက်ပြီးရဲ့အခါကျတော့အခုခေတ်က ဆိုရှယ်မီဒီယာခေတ်လေဆိုရှယ်မီဒီယာခေတ်ဆိုတာကကောင်းတာပဲတင်တင်ဆိုးတာပဲတင်တင်လိုင်းပေါ်မှာတယောက်ကတင်လိုက်ပြီဆိုလို့ရှိရင်အားလုံးကအမှတ်တင်တင်ထားပြီးတော့အဲ့လိုမျိုးဆယ်လီရလဲ share ကြတယ်ဟိုအကုန်လုံးက share ကြတယ်ဆိုလို့ရှိရင် အားလုံးကသတိထားမိရပဲဒါဆိုရင်သူကကြတော့ကောင်းသောနာမည်ကြီးချင်းနဲ့ကြီးရပေါ့တာကြီးတို့ခေတ်တုန်းကဆိုလို့ရှိရင်ဒီ social media လည်းမရှိဘူးနောက်ပြီးတဲ့အခါကျတော့အဲ့လိုမျိုးတာကြီးတို့ကကိုယ့်ဘာကိုဒီလိုမျိုးဂျာနယ်တွေပါတယ်တာကြီးတို့ကို interview ဖို့ဆိုရင်လေကိုက ဘေးကနေလေမလီငါ့ကိုလာပြီးတော့အင်တာဗျူးပါစေဆိုမျှော်လင့်ရတာဒါပေမဲ့တခါတည်းမှမဗျူးသွားဘူးအဲ့ဒီခေတ်ခါဒါနော်ဒါဆိုတကယ်နာမည်ကြီးတို့သူမမင်းသားတွေမင်းသမီးတွေရှူတင်มาတွေလာပြီးတော့အဲ့တော့အရင်တော့ဆိုလို့ရှိရင်ဦးမောင်းနင်းတို့ပါဆိုကိုရီးယားလေအဲဘယ်တော့ဘယ်တော့မှငါဗျူးမလဲပေါ့တိလားနာမည်ထည့်နာမည်ထည့်တယ်မဟုတ်ပါဘူးဒါဒါချက်ချင်းတက်နဲ့ ချက်ချင်းတည်းနဲ့ပြောပြတာပါမဟုတ်ဘူးအဲ့လိုမျိုးအခုခေတ်မှာကြတော့အားလုံးအားလုံးရဲ့လက်ထဲမှာဖုန်းလေးရှိရဲအဲ့တော့ဒီသားလေးကိုလေသူ့နာမည်ကြီးလာရသူ့ရဲ့ဒီရိုးသားမှုသူ့ရဲ့လှုပ်ဆောင်မှုကိုဖော်ပြရဲဆိုတာပေါ်ပြနိုင်တဲ့သူရှိလို့အခုလိုမီဒီယာတွေကတိုင်းတို့ခေတ်တော်တိုင်းတို့မီဒီယာအခုခေတ်မှာဆိုရင်သူ့ကိုအဲ့ဒီအဲ့ဒီအရင်ဆုံး line ပေါ်တင်မိတဲ့သူကို ယေရှုတရားမှာအဲ့တော့သူဒီသူ့ရဲ့စိတ်စေတနာမှန်တဲ့အခါကျတော့ပို့ပြီးပို့ပြီးတော့ဟိုဥစ္စာပေါ့နာမည်ကြီးသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့တာရဒီပထမဦးဆုံးလိုင်းပေါ်တင်ပေးတဲ့သူကိုယေရှုတရားအခုခေတ်ကအယမ်းမြန်တယ်လေအယမ်းမြန်တယ်ဆိုတာမကောင်းတာဆိုလို့ရှိရင်လေအဲ့လိုမျိုးပဲလိုင်းပေါ်တင်တဲ့အခါတည်းအကုန်လုံးပြန်သွားတယ်ဒါကြောင့်သူကကြောင့်ကောင်းတာလေးဖြစ်တဲ့အတွက် အကောင်းနဲ့အမှုကျင်လေးပြန့်သွားတဲ့အခါကျတော့အားလုံးအားလုံးရဲ့စိတ်ထဲမှာလည်းအမှတ်ထားထင်ထင်ထားမိကြတယ်။ဘာဖြစ်လို့ရှိဘာဖြစ်လို့လဲဆိုလို့ရှိရင်စိတ်ထားကောင်းရင်ကံကောင်းတယ်။သူများကိုကောင်းဘာအကျုံးမှသူမမျှော်လင့်မဲနဲ့လေ။ဒါကြီးရေခဲချောင်းလေးကိုသူဟိုစားဒီငလင်ဘေးကိုလာလှူတဲ့သူတွေကိုအာသူလှူပေးတာအဲ့ဟာအတွက်သူ့မှာဘာမျှော်လင့်ချက်မှမရှိဘဲနဲ့အဲ့လိုမျိုးလှူလိုက်တဲ့အခါကျတော့အဲ့စေတနာကသူ့ကိုရောင်မြန်ဟတ်တာပေါ့။နော်။ ဒီဒီကိုဖြစ်ရတော့ကျွန်တော်မထင်ထားတဲ့အရာတွေပြရတယ်တခါမှမကြောက်ဘူးတဲ့ပြန်ကြောက်ဘူးတွေ့တယ်မတွေ့တော့ဘူးဒီဒီဒီလောက်ထိရောက်မှဆိုတော့လည်းမတွေ့တော့ဘူးပြရမယ်ဆိုလည်းမသိဘူးဒီနေ့အတွက်မိုးကွင်းဖြူတို့အဲ့တော့အာအင်ဂျင်မာတို့အဲ့လိုမျိုးလှူပေးတဲ့ပုံမှာသားတို့ကအားဖြည့်ပြီးတော့အခုလိုရေခဲချောင်းလေးဖွက်ဖွက်ရရပေါ့သမီးရဲ့ထမင်းစားပြီးဆက်နေတဲ့အချိန်မှာအချိုးလေးတဲလိုက်ရတယ်အဲ့လိုပြပြဝါလေး လူခွေးရအောင်ပါဝင်ပြီးလူပေးတယ်သားတို့ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးအားလုံးအလှရှင် အပေါင်းလဲတက်ရှိချမ်းပါစိတ်ချမ်းသာပါစေတဘာဝဘေးရန်ရေကြီးဝေးပါစေကက်ကြီးသုံးမကြုံနေနိုင်ပါစေအလှကံပုံကိုယ်ဒီအကုန်လုံးရောမပြည်သူပြည်သားအားလုံးရောကဘာသူကဘာသားအားလုံးရောတက်ရှိချမ်းပါစိတ်ချမ်းသာပါစေတဘာဝဘေးရန်ရေကြီးဝေးကြပါစေကက်ကြီးသုံးမကြုံနေနိုင်ကြပါလိမ့်ရှင်